ိုင်းပြည်လာကွန်တိုရဲ့မြေစာပုံတွေကနေရွှေနဲ့ရန်နာပစ္စည်းတွေရှားတဲ့သူတွေရှိလို့မြေစာပုံအနီးမှာလာရောက်ရှာဖွေသူတွေများပြားလာမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းကလင်းကြောင့်မန္တလေးမြို့ရှိအဆောင်အလုံးနီးပါးပြိုကျပျက်စီးခဲ့ပြီးလူအသက်ပေါင်းရှားနေချီပြီးတော့ပိတ်မိသေးဆုံးခဲ့ကြရသလို Sky Villa ကွန်ဒိုမှာနေထိုင်ကြသူတွေဟာငွေကြေးဥစ္စာပြည့်စုံကြတဲ့လူကုန်ထန်အတိုင်းဝိုင်းနေဖြစ်တာကြောင့်ဥစ္စာပြည့်စည်များစွာနဲ့အဆောက်အဦပြိုကျမှုအောက်မှာပါသွားခဲ့တာဖြစ်ပါတယ် အခုလက်ရှိမှာတော့ Sky Villa Control အစာဦးထဲမှာပြိုကျပျက်စီးမှုတွေပါသွားခဲ့ပြီးကွဲလွန်သွားခဲ့တဲ့ရုပ်အလောင်းတွေကိုဒီနေ့အချိန်အထိထုတ်ယူနေရဆဲဖြစ်ပြီးအခုလိုရှင်းလင်းရေးတွေလုပ်နေချိန်မှာ Sky Villa Control အဆောင်ရဲ့မြေစာပုံတွေကိုတော့ MS5 အမကမူလာတန်းဂျာဝင်အတွင်းမှာဖို့မြေအဖြစ်နေဆင်သွားရောက်ပို့ဆောင်နေတာဖြစ်ပါတယ်အဆိုပါမြေစာပုံထဲမှာတန်တိုတန်ဆာများရှာဖွေရင်းနဲ့ရွှေချောင်းနဲ့လက်ဝတ်ရန်လာပစ္စည်းများရရှိခဲ့သူတချို့ရှိလာခဲ့တယ်လို့လည်းသိရပါဗျ။ ဒါကြောင့်မလို့တန်မိုးကြီးရန်နာပစ္စည်းတွေပါဝင်နေတဲ့ Sky Villa ကွန်တိုရဲ့မြေစာပုံတွေကနေတနေ့တနေ့ရန်နာပစ္စည်းတွေနဲ့တန်မိုးကြီးပစ္စည်းတွေကိုလာရောက်ရှာဖွေသူတွေများပြားလာခဲ့တာလည်းဖြစ်ပါတယ်။